စစ်ပွဲတွေအတွင်းအမျိုးသမီးနဲ့ကလေးငယ်တေဆုံးမှုတွေများပြားနေတဲ့အပေါ်အာဏာသိမ်းစစ်ကောင်စီအနေနဲ့ကိုချင်းစာနာပြီးဘုံကျဲနေတာတွေကိုရပ်ဆိုင်ပေးဖို့အမျိုးသမီးရေးလှုပ်ရှားသူတွေကတောင်းဆိုလိုက်ပါတယ်။မောင်တူးတင်ပြဖို့ထားပါတယ်ရှင်။ဟုတ်ကဲ့ပါစစ်တပ်အာဏာသိမ်းထားပြီးစစ်ကောင်စီကလေချောင်းထိုးစစ်တွေပုံမပြုတ်လုံနေလို့တေဆုံးခဲ့ရတဲ့အရတားတွေဒဲမှာလေးနှစ်အတွင်းအမျိုးသမီးနဲ့ကလေးငယ်ပေါင်း2000ကျော်တယ်လို့ကုလသမဂ္ဂရဲ့မှတ်တမ်းတွေမှာဖော်ပြထားတာပါ။ ဒီအာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာတော့ဒီမြန်မာပြည်ကကလေးတွေရောဒီမိခင်တွေရောပေါ့နော်အရန်ဆိုရင်မှုရှိရပါတယ်အခုဆိုလို့ရှိရင်ဒီစစ်ဘေးဒဏ်ဆောင်ပြေးနေရတယ်ပေါ့နော်စစ်ဘေးတင်နေတဲ့ပြည်သူတွေထဲမှာအမျိုးသမီးတွေများတယ်ကိုဝင်ဆောင်မိခင်တွေများတယ်ပြီးကလေးတသေးလေးတွေအားပါစာကိုဒီပုံကျဲတာเนาะဒီစစ်အာနာရှင်ရဲ့လေကြောင်းကနေတိုက်ခိုက်မှုတွေကြောင့်ဒီပေါ့မြန်မာနိုင်ငံမှာရှိတဲ့တကယ့်မျိုးဆက်တွေပေါ့နော်မျိုး တုံးလောက်တိုင်အထီကိုဖြစ်နေတဲ့အပေါ်မှာတော့စိုးရိမ်မှုအရန်ရှိပါတယ်အခုတော့ဒီအာနာသိန်းတဲ့အတွက်ကြောင့်ဒီမင်းအောင်မှန်ရဲ့အအကျန်းဖတ်တဲ့ဒဏ်လေးကြောင့်ကလေးတွေမှာအညုံတုံးပြီးတော့ဒုက္ခတွေရောက်ရတယ်ပေါ့နော်အမျိုးသားစီလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPMC အတွင်းရင်မူဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်ကဆိုရင်မင်းတို့တိုင်းသားတွေမြို့ရွာတွေကို သိမ်းငယ်ရင်တော့စစ်တပ်ကလေကြောင်းကအမြဲတမ်းဘုံကျဲနေမှာပဲလို့ 2023ခုနှစ်ဒီဇင်ဘာလ23ရက်ကုမင်းမာလုတ်တဲ့မြောက်ပိုင်းသုံးဘွဲ့ဆွေးနွေးပွဲမှာပြောခဲ့တာပါမရောက်နိုင်တော့လူအောင်မဟုတ်ဘူးလေခလေးတငယ်တွေကိုတက်တယ်လူမျိုးလုံးပြောကြည့်နေတာကိုယ့်မြမအချင်းချင်းလူမျိုးလုံးတက်ဖြတ်မှုတွေလုပ်နေတယ်အားကြောင့်မလို့သူတို့တွေလည်းအမျက်ဆုံးကြဆုံးမှစီလို့ပြောချင်ပါတယ်အမျိုးသမီးရေလှူရှားသူတွေကတော့စစ်ကောင်စီခေါင်းဆောင်တွေဟာမိခင်ချင်းနှမချင်းကိုချင်းစာနာတရားရှိပေးကြဖို့ တောင်းဆိုနေကြတာပါမိခင်ချင်းကိုချင်းစာစီခြင်းနဲ့เนาะကိုယ့်ရဲ့နှမချင်းကိုချင်းစာစီခြင်းနဲ့တို့ရဲ့သားသမီးပေါ့ကိုသားသမီးကဲ့သို့ကိုချင်းစာစီခြင်းနဲ့အဓိကကိုချင်းစာတရားစိတ်တက်မထားနိုင်တဲ့အတွက်ကို့မြမပြီးကိုယ့်ရဲ့မှာရှိနေတဲ့ဒီမိခင်ဒီကလေးတွေပေါ့เนาะဒုက္ခရောက်နေရတယ်အဲ့တော့ကိုချင်းစာတရားဟုတော့လိုအပ်တယ်ပေါ့เนาะအဲ့တော့စစ်ကောင်စီအနေနဲ့ဒီလိုမျိုးဘုံကျဲတာတွေကိုရပ်တန့်ပြီးတော့မြမလူမျိုးတွေဒီမျိုးမတော်မျိုးမတုံးဖို့အတွက်ကိုတော့ နော်အဲ့လိုမျိုးလေးရပ်တန့်ပြီးတော့ပဲမြန်မာပြည်သူလက်ထဲကိုပဲအာဏာပြန်အပ်စေချင်ပါတယ် AAPP နိုင်ငံရေးကျင်းသားများကုညီဆောက်ရှော်ရေးအသင်းရဲ့စရင်အရာ အာဏာသိမ်းပြီး၄နှစ်အတွင်းစစ်ကောင်စီကြောင့်ပြည်သူ6000ကျော်တေဆုံးခဲ့ပြီးအဲ့ဒီထဲမှာမျိုးသမီးနဲ့ကလေးငယ်ဥယျ2000ကျော်ပါဝင်နေကြောင်းဖော်ပြထားပါတယ်ခင်ဗျာကျွန်တော်မောင်တူးပါ